အပြန်တော်မူပြီးတော့ဗာဖြစ်နေတယ်အဲဘုန်းကြီးတို့ကြောင်းကပဲထွက်သွားတဲ့ကိုရင်တပါနောက်တော့ကိုနာရီနာနေပြီးတော့သူ့အရာမှာယဟန်ဖြစ်တယ်နောက်တော့ပြန်တော်မူတယ်ပြန်တော်မူတော့သူ့ဖြစ်ပုံတွေကိုပြောကျင်လွန်းလို့တောင်းတောင်းပန်ပန်နဲ့ဆံရကိုခွင့်ပန်ပြီးတော့ပူပြောတယ်သူဟာမကောင်းတဲ့ဘဝမှာဆိုတော့တစေသိတ္တဖြစ်နေရတယ်လို့ဘုန်းကြီးကြောင်းက ုကောင်တတကဘုန်းကြီးတို့ကျောင်းသားမှာတရားပေးမယ်လို့ကြွေးကြော်နေတဲ့ဒီရိတ်တာဖွင့်နေတဲ့ဘုန်းကြီးနှစ်ပါးတပါးပြန်တော်မူတော့ခုနှစ်ရက်လည်တဲ့အခါမှာကျန်တဲ့တပါးကိုသူကတကားတယ်ဖွင့်ထားရင်အဲပိတ်ထားရင်ဖွင့်ပြမိရေထွန်းထားရင်ပုတ်ပြအဲကျန်တဲ့ကိုယ်တော်ကကုဋေသွားခြင်းလို့သွားတော့ကုဋေတန်သူကထိုင်လို့ ဒါနဲ့မင့်กว่าလူတို့ကမှငါမကြောက်ဖဲနဲ့တစ်ဖြည့်ပြမှာငါအလကားကြောက်ပါမလားလို့ဆိုပြီးတော့တစ်ဖြည့်ကြီးအိရာပေါ်မှာတင်ထားလိုက်တော့တစ်ဖြည့်ကြီးလွတ်ပြေရောတဲ့အာသူ့မကြောက်ပဲမယ်ငါတော့အိရာမှာမဟုတ်တော့ဘူးလို့ဆိုပြီးတော့အိရာလိမ့်ပြီးတော့တခြားသွားအိမယ်လို့ကြံတော့လေအိရာလိမ့်ဆွဲထားတယ်တဲ့ဘုန်းကြီးကအဲ့ဒီကြမ်းမှာတစ်ဖြည့်၆တာကိုသဘောပေါက်တယ်ကိုတစ်ဖြည့်၆တာဟာကြောက်အောင်လို့၆တာမဟုတ်ဘူးချစ်လို့ကစားနေတာပဲ ဒါသွားမယ်ဆိုတော့လည်းမသွားစေချင်းလို့ဆွဲထားတယ်။ဒါဘုန်းကြီးတို့အကြောင်းနဲ့နင်းနေမှုလို့။ဒါကြောင့်ဘုန်းကြီးတပါးစင်ညာလျှောက်ရင်ကိုတော့ဘာဖြစ်တာတုန်းလို့ဆိုတော့အဲ့ဒီအကြောင်းကိုပြောတယ်။ပြီးတော့ကရိပ်သာဘုန်းကြီးလည်းတစ်စေတချို့ရိပ်သာဘုန်းကြီးတစ်စုလည်းတစ်စေဖြစ်တာဘုန်းကြီးတို့အနာမှာ။စားတဲ့မှာတချို့လည်းတစ်စေဖြစ်တာဘုန်းကြီးတို့တပြည့်တဲ့က။အဲဒီပြင်တရင်သုံးပေါ်တွေရှိတုန်းကဓမ္မဂတိကနာမည်ကျော်ကြီးတွေဒီကွဲလွန်သွားတဲ့အခါအနာက အမြင်တင်ပေါက်တဲ့ဘုန်းကြီးတပါးကဟေ့သနကကြီးဘသူတော့ဘာဖြစ်နေတယ်လို့ပြောတော့ဘုန်းကြီးကငငယ်မှုလို့မစဉ်းစားမိဘူးယခုတော့တော့ကြည်တော်ပြန်ပြီးတော့စဉ်းစားတော့အာဟိုတော့ငါလည်းဒီလိုပဲဖြစ်ကြပါလားလို့အဲအနှံ့အပြားခုကြားနေရပြီအမျိုးမျိုးဓမ္မဂတိကတွေရောရောရောအကြောင်းဘုန်းကြီးတွေရောအဲတခြားမဟုတ်ဘူးပေါ့ဘုန်းကြီးတို့ရန်ကုန်မှာပဲအဲတရှိတော့ကဒီ ဘုန်းကြီးတို့ခတ်ရွယ်ရယ်ခတ်ငယ်ငယ်တုန်းကဒီဂုံမဏိတူကကိုးကွယ်တဲ့စတော်တပါကိုးကွယ်တဲ့ဘုန်းကြီးတပါဆိုပါတော့ဂုံမဏိကတောင်ကိုးကွယ်ရတယ်ဆိုတော့တော်တော်လေလေပတ်ပတ်အဲကျွမ်းကျင်တဲ့နေမှာပေါ့ဒီဂုံမဏိကအကြောင်းဆောက်တော့အကြောင်းမပြီးခင်ပြန်တော်မူသွားရောပြန်တော်မူတော့အကြောင်းပြီးတဲ့အခါမှာဒီဆရာတော်ကြီးအဲကိုအကြောင်းတင်တဲ့အခါညကျင်းတော့လက်စီလာပြီးတော့အစ်တယ်တဲ့ သူတို့လက်လက်ပတ်ပတ်ကူတော်ကတဆေတောင်ကောက်မရဘူးဒီတဆေရဲ့အထက်တန်းကတရေလောက်ဖြစ်နေတဲ့လက္ခဏာရှိတယ်သူတို့ဓရရင်ဘုန်းကြီးကအကြောင်းကိုပြောတယ်ဦးဇင်တို့တို့ဒီလိုနေလို့တော့မဖြစ်ဘူးဒီဝတ္ထုတွေကိုတောက်ကြည့်စမ်းပြောရင်ပြောရင်ကဒီလိုပဲအနှံ့အပြားလာပြောရတယ်ကိုဓမ္မဂတိကတွေဘယ်လိုဖြစ်တယ်အဲတရားပေးနေတဲ့ပုဂ္ဂိုလ်တွေဘယ်လိုဖြစ်တယ် တရားအကြီးအကျယ်မန္တကြီးနဲ့ဓမ္မယုံကြီးနဲ့ဟောနေတဲ့ပုဂ္ဂိုလ်တွေဘယ်လိုဖြစ်တယ်။လာပြောတယ်ပြင်တနေ့တုန်းကတော့အဲမကြခင်တုန်းကတော့ဘုန်းကြီးနှစ်ပါးဘုန်းကြီးတို့နဲ့ဆက်ဆက်ဆံဆံပဲ။ဘာမှဆိုးဆိုးဝါးဝါမဟုတ်ပါဘူး။ထူးထူးဆန်းဆန်းလည်းဘာမှမဟုတ်ပါဘူး။ဒါပေမဲ့ဘုဘဝရောက်တော့ညွညွနွမ်းနွမ်းကြီးတယ်မြင်ရတာကသူတို့ဒီဒီခိုင်းဆိုင်ရာအမြင်ပေါက်တဲ့သူတွေကဆိုပါတော့ ကျွကျွနွန်းနွန်းနဲ့သင်္ကန်းဝတ်နဲ့မြင်ရတယ်လို့ဆိုတော့အိုးဒီပုံကိုယ်တွေမဆမ်းပါဘူးရွတ်ရွတ်သားသားနဲ့နေသွားကြတာအားလုံးကလည်းသူတို့ခင်ခင်မင်းမင်းပါဘယ်နဲ့ကြောင့်ဖြစ်ရပါလိမ့်မတုံးလို့ဘုန်းကြီးကတွေးပြီးတော့ဒါလို့ဆိုရင်တော့ဝီနီးနေမှာပဲဝီနီးအတွင်းကဝီနီးမှာပေါက်ကြတဲ့ကိစ္စတွေရှိနေလိမ့်မယ်အဲ့ဒါကိုဘုန်းကြီးကကြောင်းတင်တာတွေကိုပြောပြီးတော့ပေးနေတယ် တို့ဒီလိုဆိုရင်တော်ယုံနဲ့တောင်တို့မဖြစ်တော့ဘူးထင်တယ်အမှန်တန်ကြိုးစားမှ ဖြစ်တော့မယ်ထင်တယ်ဘာဖြစ်လို့တော့ဒီဒီလိုပုံကိုဒီလိုပုံကိုဒီလိုဖြစ်နေတယ်ဆိုလို့ရှိရင်တို့မကြားရမတွေ့ရတဲ့ပုံကိုတွေအများကြီးနေမှာပေါ့အဲဒါဖြင့်ဒီလိုအနေမျိုးကိုသာသနာတော်တွင်မှာရှိကရှိခဲ့သလားလို့ဆိုတော့ရှိတာပေါ့ဘုဒ္ဓမြတ်စွာရဲ့လက်ထက်တော်တုန်းကဝိနည်းကလေးနဲ့နဲ့ကလေးတန်မြဲရှိတာနဲ့ ကွယ်လွန်တဲ့အခါကျတော့ငကားသွားပြီးတော့ဖြစ်ရတယ်။ဧရကပတ္တငကားမင်းတို့နဲ့နဲ့ကလေးပါဝင်းဒီအကြီးကျယ်တောင်မဟုတ်ဘူး။ခုလိုအရာထက်စက်ကုံတရေပေါက်သွားနေတာတောင်မဟုတ်ဘူး။အဲ့တော့ငကားဖြစ်ရတယ်။တခါအဲယဟန်တော်တပါးကုဏမကသင်္ကန်းလှူတယ်။အဲသင်္ကန်းချုပ်ဖို့အဲ့ဒီသင်္ကန်းချုပ်တဲ့နေ့မှာသုဏမကဆုံးကောင်းဟင်းကောင်းနဲ့လှူတယ်။အဲဝိုင်းပြီးတော့သတင်းသုံးခေါ်တွေချုပ်ကြတယ်။အဲ့ဒါကသူဟင်းကောင်းနေတယ်ပဲလို့မို့ညံ့ညံ့စားလိုက်ရင်တူတယ်။ ိတ်ကလည်းချမ်းသာမှတူတယ်။အဲ့ဒါနဲ့အစာမကြေလို့ပြန်တော်မူတော့အဲ့ဒီသင်္ကန်းမှာတန်းလာပြီးတော့ဖြစ်ရတယ်။ပြီးတော့ဘုရားလက်ထက်တော်တုန်းကဘုရားလက်ထက်တော်တုန်းကဘုဒ္ဓမြတ်စွာကလည်းအန္တိဘုတော်အယံလောကောတနုကေတဝိပါဒတိတကုနောဇာလမုတ်တော်ဝါအဘောဇေကာယကိစ္စတိဒီလောကကြီးကအမှောင်ကြီးကြပြီးတော့နေတယ်။နက်နက်ပါးပါးကလေးသာထူးထူးခြားခြားမြင်တယ်။ အများစုဟာလေဟိုပိုက်မိပြီးတဲ့ငှက်တွေတဲ့ကတကောင်းတလေလွတ်သက်တယ်လို့ပဲအထက်နတ်ပြည်ရောက်ဖို့ရဟာတယောက်တလေပဲရှိတယ်လို့ဘုရားရှင်ကိုရောမြတ်ကဘုရားလက်ထက်ကဟောတော်မူတယ်ပြီးတော့ဘုန်းကြီးကဒီဝတ္ထုတွေထောက်ပြီးတော့တို့တွေတို့เจ้าကတို့ဆရာတပည့်တစုတော့မနဲ့အဲနေ့ပိုင်းကိုသာစာသင်ကြတော့ညပိုင်းကိုတော့တရားထိုင်မှဖြစ်တော်မယ် တရားဝတ်တဲ့ပြီးကြတဲ့ကတရားထိုင်မှဖြစ်တော့မယ်လို့ခွန်ကြီးကဒီတိုက်တွန်းပြီးတော့အဆောက်လုပ်နေရတယ်။ဘာဖြစ်လို့တော့ဖြစ်နေတာတွေမြင်နေပြီမဟုတ်လား။ဒါကဘုရားလက်တဲ့တော်တော်ကဖြစ်ပုံကလည်းအဲဘုရားဟောတယ်။ဟောတော်မူတယ်။နောက်မလဲပဲဟိုနန္ဒီနာမှာသိချနေတယ်။ပြီးတော့ဂုံရဖို့လက်ရဖို့ဆိုတဲ့ဥစ္စာတွေဟာခွန်ကြီးတို့နဲ့အဝေးကြီးတက္ကခုဆရာတော်ဥသီလာတို့တရင်သုံးတော်မူပုံတွေလှမ်းကြည့် တွေ့ရင်ဆရာတော်ကြီးနဲ့အဆက်ဆက်ဆရာတော်တွေတရင်သူမော်တွေတရင်သူမုံတွေလှမ်းပြီးတော့ကြည့်တယ်။ဘုန်းကြီးကသာသနာတော်ကြီးကိုတကယ်ကောင်းအောင်ပြင်လို့ရှိရင်တော့ဖြင့်ရွှေကျင်ခိုင်းကလည်းအဲရွှေကျင်ဆရာတော်ဘုရားကြီးနာရောက်သွားအောင်ကိုပြင်မှပဲကောင်းကြတော့မယ်ထင်တယ်။ဒီတောရခိုင်းကလည်းဆရာတော်ဥတီလာရဲ့အနာမှာဆရာတော်ဥတီလာလက်ထက်ကတိုင်းညာဝိုင်းညာတဲ့ဆရာတော်များလို့အဲ့ဒီရောက်သွားမှာပဲမိမိတို့ရဲ့ဘဝဂတိ ိတ်ချရတော့မယ်ထင်တယ်လို့အမှန်အတိုင်းဘုန်းကြီးမှာဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ဘာမှတယ်မလို့ချင်ဘူးလက်ရှိအလုပ်ကလေးတွေပြီးလို့ရှိရင်တော့ဆက်ပြီးလုပ်ရရင်လဲသာသနာရေးကိုလေးလေးနက်နက်ကြီးလုပ်ကြမှာဖြစ်တော့မယ်။ဒီအလုံးကျန်းစာတွေပြီးသွားလို့ရှိရင်လုပ်လို့မဖြစ်တော့ဘူးဆိုရင်တော့လဲသေတာပဲကောင်းပါတယ်လို့ဒီလိုပဲစိတ်ကိုဒီဆုံးဖြတ်ထားရတယ်။ဒါကြောင့်ယခုလည်းပဲဘုန်းကြီးကိုပရိသတ်တွေကြီးညိုလိုက်ကြတာ။ အဲတန်ဃာတော်တွေဥစဉ်ကလေးတွေကြီးညိုလိုက်ကြတာအဲ့ဒီကြီးညိုတဲ့ဥစဉ်များကိုခွန်ကြီးကယခုအဲပြန်ပြီးတော့ကအဲညွှန်ပြလို့တာကတော့ခွန်ကြီးကိုကြီးညိုတာတဲ့ဆရာတော်ဥတီလာကိုကြီးညိုကြပါဆရာတော်ဥတီလာရဲ့နန်းစဉ်ကို လိုက်နိုင်အောင် ကျူးစားကြပါဟိုဒီညောင်တုံးရွှေရင်သာတော်ရပထမဆရာတော်ကြီးရဲ့လမ်းစဉ်ကိုလိုက်နိုင်အောင်ကျူးစားကြပါအဲဟိုဒီ ညောင်လေးပင်တော်ရဆရာတော်ဥရိယရဲ့လမ်းစဉ်ကိုလိုက်နိုင်အောင်ကြိုးစားကြပါအဲ့ဒါလို့ကြိုးစားမှသာလျှင်ဘုန်းကြီးတို့ဟိုနောက်လာမဲ့ဖရာလက်ထက်မှာကျွတ်တန်းဝင်လို့ရင်းနဲ့ဝင်ရမယ်အဲဒီဘဝမှာဒီကြားမှာလည်းပဲသူဂတိဘဝအဲနဲ့နိစ္စပြီးတော့နေကြရမယ်ဒါလို့မဟုတ်လို့ရှိရင်တပည့်တော်တို့ဘလောက်မှစိတ်မချရပါဘူးလို့